ကဲအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့အဲရေနန်းတော်ဆိုလားမသိဟုတ်လားကိုရေနန်းတော်လားအဲဒီအင်းဝအကိုကြီးတွေလည်းတစ်ခါမှမကြုံဘူးသေးတဲ့ရေနန်းတော်ကြီးပါအဲကြောင်ပေါ်လာဟုတ်လားအဲငလင်းအဲကြောင်ပေါ့အဲ့ဒါပေါ်လာလက်ရှိတွားပြီးတော့မှလေးလာမှာလေးလာမှာဟုတ်ရဲ့အင်းဝမြို့မှာရှီဟောင်းရေနန်းတော်ကြီးတစ်ခုထပ်ပေါ်လာတယ်ဟုတ်နော် ကဲဒါကတော့ line မောင်အားလူတွေရောဗောနော်အကုန်လုံးအဝေးရလူတွေရောဒါဒီကိုကြီးရပြောတာဒါကြီးတိုင်းလို့ကြီးရတာဗောနော်ဤကံပါလို့အခုဒါကတော့နေကံကိုကြီးတွေဖြစ်ပါတယ်ကိုကြီးတို့ဘဝမှာလည်းမကြုံမှုသေးဘူးနော်ဟုတ်တယ်ဒါမျိုးอ่ะဟုတ်ကဲ့ပါကိုတော့တော်တယ်ရှေ့ဆိုရောက်တော့မှာပါနော်ဒီလိုမျိုးဖြစ်တဲ့ကကြုံခဲ့တယ်ဗျအခုကတော့ရောက်ပါပြီလို့အခုပါကိုရေနန်းတော့ရေနန်းတော့ကြီးဖြစ်ပါတယ်ဒါကခေါ်ရမယ့်ဟာရေရှေးဟောင်းထဲမှာပါတယ်ဟောရှေးဟောင်းထဲမှာပါတယ်ရှေးဟောင်းတမိုင်းဝင် အမွေနှစ်တွေပေါ့ဗျာ ရှင်နန်းတော်ကြီးပါတဲ့ဒါငလင်တန်းကြောင့်ခုမှဟိုထဲမှာအကြံသေးပါသေးရဲ့ထွက်ပေါ်လာတဲ့အနေထားပါဒီကြားထဲကလောလောပါဒီဒီပဲဟိုဒီဟိုဒီဟုတ်ပါဘူးဒါအပေါက်လေးဒီကမှာအင်းဟုတ်ဒီကြီးထဲမှာမြုပ်နေတာခမဟုတ်ပေါ့ခမအားရဖုံးအောင်လို့အားရဖော်မယ်လို့ပြောတာပဲဒါကြီးဖော်မှာလေအဲ့ဒါနန်းတော်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာဟုတ်ဝေါင်းမယ်နုလိုနန်းဆောင်ဆိုတော့ဒီမှာဒီရောသာဒီရောသာဒါကြီးနန်းကြီးပေါ့ဗျာ ဒါလေးလေးအဲ့ဒါဒါအဖြားပိုင်းလေးပဲတွေ့ရသေးတာဗျာဒါကျွန်တော်ဒီသက်သက်ခုမှမြင်ဘူးလေရေနံတော်အိုင်းကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နှမ်းမှမြင်မသိဘူးဒါခုပေါ်လာတာဟုတ်အောက်ထပ်မှကြည့်ရသေးတယ်ဒီမှာဒါဒါဝါးလေးတိုင်နေမထားတိုင်ဒီဟုတ်တယ်ဒီတိုင်ပနတ်ကျွန်တော်တည်ရတဲ့လောက်တော့ဒေတာခန်ကြီးရဲ့ပျော့ပြချက်ရဒီရင်နှန်းတော်ကြီးဟာအရင်တော့ကဘရင်နေပေါ့ဗျာဘရင်နေအလွန်ပိုပြင်းနေကြတယ်အခုလိုနှွေရာဒီမှာဒါ ဒီထဲမှာဝင်ပြီးတော့နေကြတယ်လို့သိရတယ်ဗျ။ဒီဘက်ပဲလေနေပါဘာနောက်ကိုရင်းနော်။အရှိကြီးပဲ။ရှိကြီးပဲ။ဟိုဘက်ထိပဲ။ဟိုဟိုဘက်ထိ။ဟုတ်တယ်ဟိုဘက်ထိ။ဟိုကနေရှေ့။ရာနေပြီ။ဂျုံလေးသွားကြည့်တာ။ဒီတောင်းချက်ပြောရမယ်ဆိုရင်တော့ဘီရင်နေအပူရှောင်တဲ့နေရာပေါ့ဗျာအဲဒါကြောင့်သူ့ရင်နဲ့တော်လို့ခေါ်တာဖြစ်မယ်ကဲဒီနန်းတော်ကြီးပေါ်လာရင်တော့ဒါဒီသားခံနေသွားပြီးတော့အပူရှောင်လို့ရပြီပေါ့ဗျာကျွန်တော်တို့အင်းဝအင်းဝနဲ့စကိုင်းချင်း ငလင်းချိုးငလင်းချိုးကဒီမှာငလင်းချိုးကြီးမှာတက်တက်ကြီးမှာဗျာကျွန်တော်တို့ဒီရက်အကူကြီးနေနေကန်နေရငလင်းလောက်ပြီးရောတဲ့ရှင်နန်းတော့အစ်စ်ပေါ်ရဆိုလို့ဒါဘုံဘေဘူးတဲ့ဦးကအခုငလင်းကိုပုံလာမှာနဲ့ဒီလိုက်ကြည့်လိုက်ပြန်မယ်ဆိုလို့လိုင်းကလာကြည့်ဒီနဲ့တော့ကြီးကအင်းဝဘက်မှာလို့တည်ရပါတယ်။ဒါနဲ့တော့ဒါရှင်နဲ့တော့ကြီး ဒီကြီးကြီးမှာဆိုရင်လေဒါကျွန်တော်တို့ဒါပြောမယ်ဆိုခေါင်ပေါ်ရောက်လာဖို့ဒါဒါခေါင်ဖို့ဟုတ်တယ်ဒါခေါင်ဖို့အစုံအပြားလေးပဲရှိသေးတယ်ဗျ။အောက်ထဲမှာအနစ်ကြီးရှိအောင်မှပုံစံကြည့်ရတယ်။ဒီနေလေးလုံးမှဒီလေးလုံးမှပေါ်လာတာ။ဒီလေးလုံးအဲ့ဒါကြောင့်လေသူတို့အပူရှောင်လို့ရတာပေါ့ဗျာ။အောက်ထဲမှာအနစ်ကြီးဆိုတော့အချီးကြီးရတယ်ကျွန်တော်ရော။ ဒီကကြတော့ပုံသွားတင်လို့ပြောတာအင်းဒီလိုဆောင်းလာအွန်လိုင်းလာတော့မသိဘူးကနော်။ဟုတ်ကဲ့။တွင်းနဲ့အော်ဒီကရွှေတွေပါတွေ့လို့ရတော့ဒေတာခံနေတော့ထောပြီပေါ့ဗျာ။တကယ်နန်းဆောင်ကြီးဖြစ်မယ်ဗျာကြည့်ရတာ။ဒါတော့ကျွန်တော်တို့မြန်မာပြည်မှာ လင်းလှော်ရင်းနဲ့အမှတ်မတင်ပေါ်လာတဲ့ရှေးဟောင်းရေနန်းတော်ကြီးပေါ့ဗျာကျွန်တော်ရောက်ရှိနေတာကတော့အင်းဝမြို့တရဝမြို့နဲ့ဖြစ်ပါပုံမှန်ကြည့်ရတာဒီလိုနေထိုင်မျိုးကြီးဖြစ်မယ်ဗျာအဲငလင်းထန်အကြောင်းမလို့မှုပြိုကျပစ္စည်းသွားတဲ့မင်းနုအုပ်ကြောင်းလေးကိုရောက်နေတာဖြစ်ပါတယ်အခုကျွန်တော်တို့ SKB အဖွဲ့တွေပေါ့အဲငလင်းပေးအတွက်အလူငွေများလဲလက်ခံပေးတယ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းအလူငွေလိုက်ပြီးတော့ mì biểu giá để anh đi đâu lưu người đi lại biểu thế bên đi vào đấy luôn ดาเดียเนี่ยไม่มาสู่เลยหลุดแล้วเนาะอย่ามาเลยโอเคทีนี้กูจะเช็ดไล่จิไปวางออกเปียดาတော့ငလင်တန်ချောက်ပြိုချပျက်စီးသွားတဲ့เมนูအောက်ချောင်းဘောဗျာပျက်စီးဆုံးချောင်းမှုတွေအရတော့ တွင်းနဲ့အတွင်းနဲ့အနေနဲ့များတယ်နော်ဘရာသာတို့အုတ်ချောင်းအောက်ဘွန်းနော်ဒီမှာသလင်းအတွင်းနဲ့မှာတယ်ဘာလင်းလောက်ထားတာမကြားသေးဘူးပြစီထားတာဟုတ်ဒါကျွန်တော်သတို့အတွက်စိတ်ပူလို့ပြောတာပါမဲနူးအုတ်ချောင်းပတ်ပတ်လေပေါ့နော်ကျွန်တော်တို့ဒီမဲနူးအုတ်ချောင်းမှာမဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတယ်ပေါ့အထင်ကရဒီပထိုးတွေတော်များများချင်းကရဇီဒီပထိုးတွေတမိုင်းဝင် အမွေနှစ်တီးငလင်တန်ကြောင့်ပျက်စီးကုန်ပြီပေါ့ဗျာ ဘက်ကိုလောလောဆယ်လိုက်ပြီးတော့ဒါစီမကောင်းစွာနဲ့ပဲတကယ်ပြတို့လိုက်လိုက်ပြီးတော့ပြတ်တာနေတာဖြစ်ပါတယ်ဝင်းနေကြီးပဲအကုန်လုံးကမ်ဘာပီးယားဟာဒီဆိုလို့ရှိရင်အကုန်လုံးပြူကြပစ္စည်းပါတချို့ဆိုလို့ရှိရင်အသက်အန္တရာယ်တွေပါတော်တော်လေးပိဆက်လာတယ်လည်းရှိရပေါ့ဟုတ်ကဲ့ပါတိုက်ပြီအခုလက်ရှိမှာတော့လူပေါင်း3တောင်ကျော်4တောင်လောက်ဖြစ်သွားပြီပေါ့နော်ဒီမှာတတဦးပတ်တည်တော့လာပြီပါဖြစ်ပါတယ်တော့နောက်ရက်တည်ကြလို့ရှိရင်လိုအပ်တဲ့နေရာဥမာ အဲမန္တလေးမှာရှိတဲ့အဲပြူကြပြစ်စီသွားတဲ့နေရာတို့ကျွန်တော်တို့ဒီဟိုသခိုင်းပတ်တီတွေကိုသွားရောက်လူတန်းမှာဖြစ်ပါတယ်အလူငွေလေးတရာတရားနေများမစိုးပါဝင်လူတန်းတို့ရပါတယ်လို့အားလီလာပြောပြတာပါဗျဘိုင်ဘိုင်မင်္ဂလာပါမိတ်ဒင်တို့ဒါရောက်ရှိနေတဲ့နေရာကတော့ဒါ80နဲ့ဘနလန်းနဲ့တို့80နဲ့9လန်း3လေး3ကားမှာရှိနေတဲ့အဲဒါဘုံကြောင်ပေါ့နော်ဘုံကြောင်တိုက်အတွင်းထဲမှာရောက်ရှိနေရတာဖြစ်ဖြစ်ပါတယ်ဒီကြောင်တိုက်က ဒီမှာအရန်အနေရများသွားတာပေါ့နော်ဒီဘက်မှာဆိုရင်တန်ကားတော့တောင်းနေရှိသေးတယ်တောင်းတိုက်ကြီးကဒီလိုကြီးဖြစ်နေပြီတောင်းတိုက်ကြီးကဒီလိုကြီးဖြစ်နေပြီเนาะအဲ့တော့ဒီတောင်းတိုက်ရဲ့အနေထားကိုစက်ထားမယ်ဆိုရင်နောက်ထပ်လူတွေအနေရဖြစ်လာနိုင်တယ်ပေါ့နော်ယဟန်တန်ကားတွေအနေရဖြစ်လာနိုင်တယ်ဒါကြောင့်မလို့မိတ်တင်တို့ကဒီလိုအနေရရှိနေတဲ့အဆောက်အဦတွေကို အားချင်းမိတ်တင်တို့အမြန်အဆန်ပေါ့နော်ဖြိုချပေးနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင် မိတ်တင်တို့ရဲ့ဒီလုပ်ငန်းစဉ်ကြီးတွေကိုအဓိကပံ့ပိုးကူညီပေးတာကတော့ ရွှေစံပင်ဆရာတော်ဘုရားကြီးနဲ့တောင်ပုလဆရာတော်ဘုရားကြီးရဲ့ဆယ်ရန်တရားတွေဖြစ်ပြီးတော့ရန်ကုန်လူငယ်များအသင်းကနေပြီးတော့ကရင်ကားတစည်းရန်ကုန်လူငယ်အသင်းများအလူငယ်ကလေးတွေကနေပြီးတော့မမိတ်တို့လူအင်အားရောအဆက်အင်အားရောအပတ်ဖို့ပြတာဖြစ်ပါတယ်မိတ်တို့ကတော့ဒါလူအားငွေအားခွနဲ့သားသမီးရဲ့ဝေအင်အားများစွာနဲ့မိတ်တို့အဲဒါလူအနေရရှိတဲ့เนาะအဆောက်အဦ နောက်မှာတော့ကြောင်းဆောင်ယူဖြိုချနေတဲ့အနေအထားပေါ့ဗျာဒီလေဝမိုင်းတင်လို့အရင်ဆုံးဦးဆုံးဖြိုချဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဓိကဘုံဘုံဒီကြောင်းကြီးဘာဖြစ်လို့ဖြိုပလိုက်တာလဲဒီအောင်လို့လေဆိုတော့ဦးဇင်းတို့ကဒီနှစ်ဆက်ကြောင်းပေါ့ဒီအရှိတကဖျားခိုင်းနဲ့ဦးဇင်းနေတဲ့ခန်းကအရင်ပြေသွားရောဘလူးကျွတ်ကျွတ်ပြေသွားတော့အဲ့ဒီအားကအန်ရကင်းနေတောင်မဲ့နေရန်ပြူတယ်နောက်အနောက်ဘက်နေရန်လည်းပဲပြူတယ်ခုနလေးကလေခန်းတက်တဲ့အဆောင်ကမျက်ထည့်ကြီးကဒီတိုင်းကြီးပဲဆိုတော့မမကြီးကျန်နေတာ ပါဗျ။ဦးနော်ဒီဘက်ကလည်းကြီးတော့ဟိုဦးစင်းအပောင်းရင်ပေါ့လေကိုင်းလေးတွေပါညာသွားမယ်ဆိုလို့ကျင်တယ်နေရကအတော်ချင်းညောင်းနေတာ။ဒီကြားထဲကလည်းသွားပါအဲ့လေတော့အချင်းကြီးပြေးတက်နေတော့ဦးစင်းကတအားကြီးဆိုးနေတာလေ။ဒီပါဗျ။အခုတော့ဒီဘက်ကဆုံးသောကြောင့်ရဲ့အဖီနဲ့သူတွေကလည်းပဲတစ်ဆက်တည်းလိုဖြစ်နေလို့မလို့။အဒါကြီးကတော့ဟိုအမြင်မြန်အော်ပြမဖြစ်မဲ့ဆိုပြီးတော့ဟိုဟိုကိုဆုံးကဒီဆုံးကပေါ့လေ။အဲ့တော့နောက်ဆုံးအဲ့ဒီဆရာမတို့နဲ့အဲ့ဒီကမာကြီးတို့နဲ့တွေ့ရတဲ့ခါမှဒါအခုတော့အဆင်ပြေသွားတော့ပေါ့နော်ဒီကမာကြီးဟုတ်ကဲ့။ ဒီရှင်းဘက်ကဒီရှင်းဘက်ကဟုတ်ဟုတ်တယ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 ်ဟုတ်ရှင်းပြီရှင်းပါကအထိတ်မိလေးပေါ့နော်ဟုတ်တယ်အဲပေါ့နော်မင်းဒီနိုးကဒီလိုမျိုးအဲအခုလိုဖြိုချလိုက်တော့ပို့ပြီးတော့အန်နီယကိနာပေါ့ဗျာဒီလိုဆိုလို့ရှိရင်ရင်းနေတဲ့ခိမ့်နဲ့ဖြိုချလို့ဖြိုချလို့နဲ့အတော့ဦးတွေတို့ခေါ်တာပေါ့ဈေးပို့ပြီးတော့နေနေရဟုတ်တယ်ဒီအတော့ဦးတွေကနေပြီးတော့နောက်ထပ်လူပေါင်းများစွာကိုထပ်ပြီးတော့ ဟုတ်ကဲ့အနေဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့မဲဒီမှာဒီချိုးချဖြည့်စည်းရဲ့ပိုက်ကိုမဲတယ်အဓိကထားပြီးလုပ်ပေးနေတာဖြစ်ပါတယ်နော်အခုဆိုရင်ဒါတောင်းတလို့ဆိုတဲ့ဒီမှာဒီအရှိကိုငိုက်ကြနေပြီပေါ့နော်ဒီအဆောင်ကြီးရဲ့လည်းပဲအရှိကြီးအရှိကိုငိုက်ကြလာနိုင်တယ်ဟုတ်တယ်ဟုတ်တယ်ဒီမှာလူရှိလာမယ်ရဟန်းတန်ဃာတော်တွေမတော်လို့ပေါ့နော်ကဲဒီမှာကရှောင်းလဲမရလို့ဖြစ်လာရင်လူရဲ့အသက်တွေကထပ်ပြီးတော့ဆုံးဆုံးနိုင်တယ်ဒါကြောင့်မလို့မဲတင်တို့အားဖြင့်လုံရရှိပါနေရှင် ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့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 ဒီတရံတရားတွေအကုန်လုံးတော့ရွှေပင်တန်ဆရာတော်ရွှေတန်ပင်ရွှေတန်ပင်ဟုတ်ကဲ့ရွှေတန်ပင်ဆရာတော်ဘုရားကြီးနဲ့တောင်ပုလဆရာတော်ဘုရားကြီးကနေတပည့်တော်တို့ပန်ဖို့ပေးတာပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ရန်ကုန်ဒီလူတင်ရတွေကတော့ရန်ကုန်တွေအသေးတွေကနေပန်ဖို့ပေးတာပါဘုမဟုတ်ကဲ့ဟုတ်ကဲ့ဒါကတော့တပည့်တော်ကတော့ဒီနောက်ပိုင်းကလူအင်အားငွေအင်အားတွေနဲ့ခနဲ့သားသမီးရဲ့ငွေအင်အားတွေနဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပြီးတော့ဒါကုသိုလ်ပြုကြတာပါဟုတ်ကဲ့ပါဒကမကြီးဘာလို့ခေါ်ပါလဲဦးဇင်းတို့ကငလင်းတဲ့ကြောင့်စာဖြင်းနဲ့ဆုံးရှုံးလိုက်ရတဲ့ရဟန်းတန်ဃာတော်ဤအတွက်လည်း ကျွန်တော်လော်စွာမှအစီမကောင်းဖြစ်မိပါတယ်။ဘုရင်ပါအောင်ဒီတကြောင်းလုံးရောဒီတကယ်လုံးရောပါလေ။ချဲ့ပြောရရင်တော့အများအများကြီးပဲအဲဒကမကြီးတို့ဒီအကူအညီပေးနေတဲ့ဟာတွေအများကြီးကြည့်တဲ့အလုံးကလည်းပဲဒါကျေးဇူးတင်ကြပါတယ်။တချို့တန်ကားတော်တွေဆိုလို့ရှိရင်ဖောင်ဒေးလေးလက်မှတ်ကင်လေးရသားနဲ့ဟိုစုံချုံလိုက်ရတာပေါ့နော်။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီကမှဟုတ်ကဲ့ပါဒီကမှတကျန်းသားရလားဗမုံလို့ဒီလိုလုပ်လို့ဟုတ်ကဲ့တကျန်းသားရဲအဲ့ဒါကိုစိတ်တန်းတာအသားကြီးကိုအေးဆိုတာ ်ဘုရားကြီးဥစဉ်တော့ဘုရားကြီးကဘလောင်းလောက်ကြောင်းမှာငါတို့အလှည့်ရောက်မလဲမသိဘူးလို့အမျိုးမျိုးတက်နေတယ်လို့ဟိုစုံစမ်းဒီစုံစမ်းနေပေါ့လေအဲ့ဒါလည်းပဲဆိုင်ရဆိုင်ရကိုတော့သင်းဖို့ရမယ်အလှည့်ရတော့ရောက်မရောက်ကလည်းမပြောနိုင်ဘူးပေါ့လေအရေးကြီးတဲ့အရာတွေကိုအရင်လုပ်ပေးနေရတဲ့အနေနဲ့ဥစဉ်တော့လည်းပဲကိုနည်းကိုယ်နဲ့တော့အရေးကြီးနေတာကြီးပေါ့ပေါ့စိုးရင်ရတဲ့အနေထားမျိုးကြီးဖြစ်နေတော့လေအဓမ္မကြီးတို့အခုလိုအကူအညီတောင်းပြီးတော့ဦးလို့ဆောင်ရွက်ရတာပါနော်ဒီမကြီးရှင်ပါဗျာအများကြီးကျေးဇူးတင်ပါတယ်ဓမ္မကြီးကိုလည်းကြားမှာချမ်းသာကြပါလို့အားလုံးပဲဖိတ်ခင်ကြပါသည်